မင်္ဂလာညခင်ပါဗောနော်ဖြီဝင်ပါနော်ဒီနေ့ကတော့ကျွန်တော်ပုံမြင်လေးတစ်ပုဒ်ဒီနေ့နားထောင်ခဲ့ရတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြန်ပြောပြမယ်ဗောနော်အဲဘာပုံမြင်လဲဆိုတော့အဲလက်သမားပုံမြင်တဲ့အိုးရွာတရွာမှာတဲ့လက်သမားတယောက်ရှိတယ်သူကအလုံးလုံးလာတာတထေးနဲ့သူ့တထေးနဲ့အလုံးလုံးလာတာ14 5နှစ်ပေါ့เนาะ14 5နှစ်ရှိသွားရင်ကြာတော့သူ ညီးငွေ့ပြီးတော့သူအနာယူခြင်းပြီးပေါ့နော်ဒီလက်သမားလို့ဆက်မလုပ်ခြင်းတော့အဲ့ဒါနဲ့သူကတရက်ကြတော့တဲ့သူတထေကိုသွားပြောတယ်ပေါ့နော်တထေကျွန်တော်အလုံးဆက်မလုပ်နိုင်တော့ဘောအလုံးဆက်မလုပ်ခြင်းတော့ကျွန်တော်အနာယူခြင်းပြီးဆိုပြောတော့အဲသူတထေကနေပြောတယ်အဲ့ဒါဆိုရင်တဲ့အာငါ့ဟိုတဲ့တခုတော့ကုညီกว่าတဲ့နောက်ဆုံးအနေနဲ့တဲ့အိမ်တလုံးလောက်တော့စောက်ပေးပါတဲ့နောက်ဆုံးအလုံးအနေနဲ့ပေါ့နော် အဲ့နဲ့လက်သမားလည်းသဘောတူလိုက်တယ်ပေါ့ဒါပေမဲ့သူကအဲအနာယူကျင်နေပြီအလုံးလုံးကျင်သေးမရှိတော့ဘူးဆိုတော့သူကအဲ့လိုပဲအလုတ်ကိုအတတ်နိုင်ဆုံးပြီးအောင်ပဲဖြစ်တယ်လို့ပဲအမြန်ဆုံးစိတ်မပါလက်မပါနဲ့စောက်ပေးလိုက်တယ်ပေါ့နော်အဲ့လိုအိမ်ဆောက်ပြီးတော့နောက်တည့်ရကျတော့သူတထေကိုသွားပြောပါပေါ့တထေဒါတထေဆောက်ခိုင်းနေအိမ်ဆောက်လို့ပြီးပြီပေါ့နော် အဲ့ချိန်မှာတထေရဘာပြန်ပြောလဲဆိုတော့အေးတဲ့အားတပဲတဲ့ဒါမင်းတွက်အာလက်ဆောင်ပဲတဲ့ဒီအိမ်ကမင်းတွက်ပဲတဲ့ဘာလို့လဲဆိုတော့မင်းငါးစီမှာအလုံးလုံးလာတာကြာပြီပေါ့နော်တစ္ဆာရှိနေယူကျူးကျူးလုံးလာတာ10နှစ်ကျော်14 9နှစ်ရှိပြီအဲ့ဒီအတွက်မင်းကငါတာအဲလက်ဆောင်ပေးတာပေါ့နော်မင်းအတွက်ငါရည်စူးပြီးတော့စောက်ခိုင်းတာဖြစ်တယ်တဲ့အဲ့လိုလဲပြောလိုက်ရော လက်သမားကြီးကပျော်ရွှင်ရမယ့်အစားစိတ်တိကျဝမ်းနည်းသွားတယ်တဲ့ဘာလို့လဲဆိုတော့သူဒီအိမ်ကိုတခြားလူအတွက်ထင်လို့သူဖြစ်တယ်လို့အချိန်နေပါတယ်မတုံးမနဲ့သူစောက်တယ်ပေါ့နော်သူဖြစ်တယ်လို့ပဲဒီဇိုင်းနေပါတယ်စဉ်းစားပြီးတော့စောက်လိုက်တာအမှန်တကယ်ကျတော့နောက်ဆုံးအတွက်နောက်ဆုံးကျတော့ဒီအိမ်ကသူ့အတွက်ဆိုတာအမှန်တိနေတော့သူကသူနောင်တရကြနေတာပေါ့ အာသူများအတွက်ထင်ပြီးတော့ပြစ်တယ်လို့စောက်ခဲ့တဲ့အိမ်ကနောက်ဆုံးသူ့အတွက်လက်ဆောင်ပေးလိုက်တာတီးတော့ပျော်ရမယ့်စာဝမ်းနည်းစရာ ဖြစ်နေရပါတော့။အဲ့တော့ဒီပုံမြင်လေးကဘာပြောလဲဆိုတော့ကိုရီလက်ရှိဘဝမှာလည်းဒီလိုပဲเนาะအလုတ်တစ်ခုကိုလုတ်တယ်ဆိုရင်အမြဲတမ်းပဲအလုတ်မှာစေတနာထားရမယ်။ဒီအလုတ်ဆိုတာကိုလုံးလိုက်တဲ့အလုတ်ဆိုတာကိုနောက်မှာအရေးပါမှာပဲ။ လိုက်နေမှာဒီနောက်ဆုံးကိုအနာယူသွားတဲ့တိုင်အောင်ကိုလှုပ်ထားတဲ့အလုပ်တွေကဒါကိုရဲ့အကြောင်းကိုပြောပြနေမှာကိုအကောင်းဆုံးလှုပ်ပေးထားလိုက်တဲ့အလုပ်တစ်ခုကကိုတမိုင်ပဲနောက်ကျရင်ဒါကကိုဂုံယူရဖို့အတွက်ပဲဖြစ်လာမှာเนาะအဲ့ဒါကြောင့်မို့အလုပ်တစ်ခုလှုပ်တယ်ဆိုရင်စေတနာရှိရမယ်စေတနာထားရမယ် ပြီးမြောက်အောင်လုပ်ရမယ်ပေါ်တီပေါ်စာမလုပ်ရဘူးအလုံးမှန်တည်းမြတ်တတိလီယာနေစပြီးတော့အကြီးအထည်အကုန်လုံးကတူတက်မှုနဲ့တူရှိပါတယ်ကိုတွယ်မတိတာပြီမဲ့တခြားဘက်မှာတိတာနိုင်တဲ့အကျိုးရလက်တွေလည်းရှိနိုင်တယ်ပေါ့နော်အားဒါကြောင့်မို့ဒီပုံမြင်လေးအတွက်ကတော့အလုံးကိုတန်ဖိုးထားဖို့အတွက်ပါပဲနော်နောက်တစ်ချိန်ကျရင်ဒါဟာကိုယ့်ရဲ့မှတ်တိုင်တစ်ခုကိုလုံးလိုက်ခဲ့တဲ့ အမတ်သားတစ်ခုပါရေချီတည်တတ်နေမဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့နားထောင်ပြီးတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်เนาะအားလုံးပဲအိမ်မက်လာလာမှတ်ပြီးတော့အလုတ်ကင်နေစင်ပြကြပါသေးလို့ဆုတောင်းပေးပါတယ်ခင်ဗျာ